ဗီဒီယိုပရိသတ်များလုံးရဲ့မင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့ career season မှာတော့ဗောဒါထူဖိတ်ခေါ်ထားတဲ့ဧည့်သည်ရတာရုပ်ရှင်ကရိုက်တဲ့ခါမှာလဲဗောနော်ဒါသူများရဲ့မတူတမှုထူးခြားတဲ့ပုံစံလေးတွေလည်းမြင်ရတယ်ဒါဇက်လန်းနေဖန်တီးတဲ့ခါမှာလဲဒါမတူ क्वे ပြတ်ပုံစံလေးနေအများနဲ့ဖန်တီးတတ်တယ်ဒါကျွန်တော်တို့ကိုကောင်းမြတ်သူကျော်ပဲဖြစ်ပါတယ်ကောင်းမြတ်သူကျော်ပါဟုတ်မင်္ဂလာပါမင်္ဂလာပါညီမအာဒါပထမဆုံးဗောနော်ဒါမေးရမယ်ဆိုလို့ရှင်တော့အခုအမှုပညာဆိုတဲ့အရာနဲ့ဘယ်ချင်းမှာစပြီးထိတွေ့ခဲ့ရလဲအဲအဲတော့တော်တော်ကြီးကိုလေးနက်ပြီးတော့စာဖွဲ့ရတော့ပဲ နုပညာကတော့အိမ်မကအဖေတို့မိတို့ကနုပညာဝန်သာပါတယ်အမေဆိုရင်ဇပွဲရမ်းကြည့်ရပေါ့နော်ဇပွဲကြည့်တော့အမေနဲ့တူဇပွဲတွေလိုက်လိုက်သွားတယ်ပြဇပွဲတိုင်းမိကဖေပွဲကမလုပ်ဘူးကျုံနေပါလေပွဲဝင်တိုင်းကြည့်ချင်ပါသေးတယ်ချင်းနေတယ်ရင်းနေတယ် အေးငွေရီးတဲ့ပါသွားတာကိုရင်ဝယ်ပိုက်ထဲကပါနေတော့တိနေတာပေါ့နော်ဖေရလေးလို့ဟိုရက်ွက်ဒီဝိုင်းနေမှာလေဒီဝိုင်းကောင်းဆောင်တွေပါလေလောက်တယ်လောက်တော့အိမ်မကဒီလူပညာနဲ့တိတ်ပြီးစိန်ကားစိန်နေပေါ့နော်ဖေရအဲ့ TV တွေပါဆိုတော့ဥအောင်ဝယ်တယ်ရုပ်ရှင်တွေပါလေအမြဲကြည့်ရဟာကိုအမြဲတမ်းဒါအလေးချင်းလို့ဖြစ်နေတာပေါ့အိမ်မရုပ်ရှင်ကကိုယ်နဲ့လူကြီးပြင်းလာတာပေါ့ဟုတ်အဲ့ဒါနဲ့ဆော့ရင်လေလို့ရုပ်ရှင်ရိုက်တိုင်းဆော့ကြရတယ်အဲ့လိုအိမ်မဆိုညီကောင်တို့မှလည်းများတယ်များတော့ဟာတယ်ဟိုကမင်းသားဟိုကမင်းသမီးအဲရှုပ်ကင်မရာနဲ့ရိုက်ကြတာပေါ့နော်အဲ့လိုပြောလို့ရတယ်ပေါ့အဲ့လိုပဲနေရင်းနဲ့မှာ မတိမတားလေးကြိမ်းအောင်နေရပါဘောလေကာတွန်းစာအုပ်ဖတ်ဝတ္ထုစာအုပ်ဖတ်တော့လေဝတ္ထုစာရေးဆရာဖြစ်ချင်းကာတွန်းစာအုပ်တွေဖတ်တော့လေကာတွန်းဆိုရဲ့ကျင်ပေါ့နော်ရုပ်ရှင်ရိုက်ဖို့ဆိုတာတော့သိစိတ်ကူးမြင်ခဲ့ဘူးအဲ့ဒါနဲ့ဒီဘက်အသက်တွေကြီးလာတဲ့အခါမှာရုပ်ရှင်ကားကြီးကတော့ကြိုက်တယ်ရုပ်ရှင်ကားကိုအဲ့လိုချိန်ပေးပြီးတော့ရှေ့ရဲ့ပတ်စံဖယ်ပြီးကြည့်ရတာဟိုကကို့အတွက်ဒီရေးကြီးရဲ့ကဏ္ဍထဲမှာပါတာပေါ့နော်အပတ်စံအဆင်မပြေဘူးဆိုလည်းရုပ်ရှင်လက်မှတ်ခါဖယ်ထားပြီးရုပ်ရှင်ကားကိုတွားကြည့်ရပေါ့အဲ့လိုနဲ့ဆွဲလန်းနေရပေါ့နော်မတိမတားလေးဆွဲလန်းနေတာပေါ့အဲ့ဒါနဲ့ဒီတိုင်းပဲဒီစူပါမားကတ်ဝန်ထမ်းပေါ့အယောင်းဝန်ထမ်းအဲ CD ဘက်မှာလုတ်ခဲ့ဘူးလေဆိုတော့လုတ်နေတဲ့ချိန်မှာလည်းတောက်လျှောက်ပေါ့ဒီတိုင်းပဲရုပ်ရှင်ကိုကြိုက်တဲ့ကောင်ကြီး တယောက်ပဲပေါ့အဲ့ဒါအသက်25နှစ်ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့ကဂိုးတွေကဖြစ်ရတော့မယ်ပေါ့နော်အဲ25နှစ်ဆိုအရင်တော့နောက်ကျနေပြီပေါ့အချိန်မှာဖြစ်ချင်တာဖြစ်လို့လှုပ်ထွက်လိုက်တော့မယ်လို့အာလူညာလောက်ကလည်းခြေစုံပြုတ်ဝင်မယ်ဆိုတော့ဘရဇိုင်းတင်လိုက်တော့တင်ပြီးထွက်ချလိုက်တဲ့အချိန်မှာအင်းခွေးဖြစ်တာပဲလူကဘာမှမလုပ်ဘူးလေကိုလည်းဘာမှမတတ်ဘူးအဲ့ဒါ အဲ့အဖေကတော့လာစားမပေးဘူးဆိုတော့တိတ်တော့အဖေကတော့နားလည်မှုရှိရဖေကမှပါတော့ဆင်ပြေတယ်အေးဟုတ်ပြီမလွတ်ချင်တာလုပ်ဖို့ဘာမှမပြောဘူးအဲ့နဲ့အကိုကအကိုကျွန်တော်တစ်ခါကအဆင်ပြေနေတယ်သူတို့မိသားစုကအဆင်ပြေသူတို့နေမှနေတာသူတို့စီသွားတယ်သူတို့ဆိုင်လုပ်ကိုသွားလုပ်ရင်းနဲ့အာကျွန်တော်ကကျွန်တော်အဲ့လိုတိတ်ကင်မလာလေးဝယ်ပေးတယ်သူကလည်းဝါသနာပါတယ်သူအဆူတော်လုပ်တာခုသူအဆူတော်ပေါ့နော်ဝါသနာပါတော့ကဲငေါရိုက်ကြမယ်ဆိုတော့တိတ်ကင်မလာလေးရှောက်ရိုက်အဲ့အတတင်းကိုလည်းရှောက်ပြီးဖြတ်ပေါ့နော်အဲ့လိုပေါ့အွန်လိုင်းလည်းတိတ်မတွင်ကျဲသေးဘူးအဲ့တော့ဒီလိုပဲဒီ CD ခွေလေးဝယ်ပြီးတော့ဒီ install လုပ် ယုံကဆက်မှာပဲဆိုင်ရဆက်မှာပဲလုပ်ပြီးသွားလာဆက်ကြရင်လည်းရှောက်လို့ရင်းနဲ့ရုပ်ရှင်ပွဲတော်တွေပေါ်လာအောင်ရုပ်ရှင်ပွဲတော်တွေပေါ်လာရုပ်ရှင်ပွဲတော်တွေလည်းရှောက်သွားပွဲတော်ဒါရိုက်တာတွေတက်ကက်ကက်ပြီးတော့ကုခွေတွေပေးဘလုံးကယူမခံအောင်ဘော်တမ်မှာလည်းတင်ပြုတ်ဘာကုကာရီကောင်းအောင်မကောင်းတော့ရောက်ရိုက်တာတွေဆိုတော့အဲ့လိုလုံရင်းနဲ့မှာပဲ2014မှာဒီဒီလူခွေနဲ့လူကုန်တိတ်ကရုပ်ရှင်သိပ်ပန်းဆိုတာပြီးပြီးတော့အဲ့လိုចောင်းသားတွေကိုခေါ်တာចောင်းသားတွေ12ယောက်ကိုတနည်း12ယောက်ခေါ်တာပေါ့နော်ခေါ်တော့ဒီ NGO ဖွဲ့စည်းပဲပေါ့အခါတော့အဖေကဒီမှာဟိအောင်သွားလျှောက်ကြည့်မလားဆိုတော့အဖေက သတင်းစာမှာပါလာတယ်တော့သတင်းစာခေကိုအပါသွားလျှောက်ရင်းနဲ့ရွေးခေခံရတဲ့အချိန်မှာအတော်တော်ရုပ်ရှင်ပညာကိုစတင်တကျတင်ဝင်ရသွားတာအဲ့ဩစတြေးလျကနေဒါဆရာကြီးကနေဒါနော်ဆရာမိတ်ထင်ကိုယူလို့နေပေါ့နော်အတူတင်ရတင်ပေးရပြီးတော့ documentary ကိုတင်ရပြီးတော့ officially ကာရကပိတ်ကမှာပြောင်းဝင်ရသွားတာပေါ့အဲ့ဆိုတော့ဘာကားလေးဖြစ်မလဲ what's our human right လူခွင့်ရေးဆိုတာဘာလဲပေါ့လူတွေပါဝင်ချင်မှာအဲ့တော့ကလည်းအဲပေါ့ไอ้เคสတော့လူခွေဆိုပါလေလိုက်မိကြတာပေါ့ပေါ့လိုက်မိနေတဲ့အကောင်အဲ့လိုမျိုးလေးပေါ့ဟုတ်ចောင်းသား project ပေါ့အော်ចောင်းသား project ဒါပထမဆုံးအနေနဲ့ director အနေနဲ့စခဲ့ရအဲ director အနေနဲ့စခဲ့ director အနေနဲ့ကိုအိမ်မှာပေါ့ဟိုပါပေါ့တုံးရောက်ပေါ့ကျောင်းစင် project ဆိုတော့ director တုံးရောက်ပေါ့တုံးရောက်အဲတုံးတုံးရောက်တစ်ဖွဲ့ခွဲရတယ်ပေါ့အဲ့ဒါတော့ first time official director နာမည်နဲ့ background ဝတ်တက်တဲ့ကားပေါ့ဟုတ်ကဲ့ပါဒါအခုဆိုလို့ရှိရင်လည်းပေါ့နော်ဒါမဟာ application မှာဆိုလို့ရှိရင်ဒါ NVIDIA 36ဆိုတဲ့ကားလေးကဒါကြည့်ရှုလို့ရနေပေါ့နော်ဆိုတော့ဒီကားလေးကိုဘယ်လိုမျိုးစပြီးဖန်တီးပြခဲ့ရလဲအဲဒီကားကလုံးဝကိုကျွန်တော်တို့ဒါ ဘာလဲ final project ဖြစ်ချင်ဖြစ်ဖြစ်ဖို့ရည်ရထားတဲ့ project မဟုတ်ဘောเนาะဒါအချစ်ဇလန်ဒီတဘောယူလေးပဲဒါလည်းတီတို့တီတို့ရေးထားကြားလာပြီအာဒီစပြုတ်ဆိုင်လေးကိုလည်းမြင်နေမြင်နေချိန်မှာအာဒီဆိုင်လေးကိုတော့ငါရွေးချင်တယ်ထည့်ရိုက်မယ်ပေါ့เนาะကျွန်တော် location ကြိုက်တဲ့ထဲမှာပါတယ်အာဘူရဲသွားပြီဆို location တပုံရတော့ရပြီဒီ location ကိုငါရွေးချင်မှာထည့်ရိုက်မယ်အဲ့လိုမျိုးမှတ်ထားရေဟိုစညုံစညုံရေးတာမရောက်သေးဘူးဒီ location ကိုလိုချင်တဲ့ထဲမှာအရင်ပေါ့ဘယ်နားထိုင်ကောင်းလဲဆိုရင် location လေးမှတ်ထားအများကြီးရှိရေပေါ့ ဒါကျွန်တော်မှာ pilot project တွေရှိရပါတော့เนาะဒီကျွန်တော်ဒီပြင်သစ်သွားထားတဲ့ project တွေရှိရတယ်ရှိရစညုံနဲ့အစ်စညုံနဲ့ဆိုရိုက်ပြနေတာပေါ့လေအနုပညာစံတော့ပေါ့ဘာညာပေါ့အဲ့လိုလူရိုက်တော့ဆက်ကြောက်ကွာဒီကိုစိတ်ထဲမှာဒါအော်အေးရပေါ့အေးဆေးပဲပေါ့ဒါလေးက fancy car entertainment car လေးပေါ့ဒါနဲ့တော့ pilot မထွက်ချင်ဘူးပေါ့เนาะလောဘကြီးရပေါ့အားကလုံးကအနုပညာရှိကြီးပေါ့အနုပညာရသားမြောက်တဲ့ car တွေထွက်မယ်ပေါ့เนาะရွေထားတာပဲဒါပေမဲ့ဘယ်တော့မှဘဝဖြစ်တိုင်းဖြစ်မလာပါဘူးအဲ့ဒါနဲ့ကျွန်တော်တို့တွေပေါ့ စောင့်ကြရတယ်ပေါ့နော်ကျွန်တော်လည်းကျွန်တော်ဒီ2014တည်းကဒီ mainstream mainstream industry ကိုတော့ရိုက်ချင်တဲ့နေရာမှာပါတယ်ဒါဝန်ခံတယ်ကိုယ့်ကိုယ်လိုအဲ့လို indie သမားကြီးတည်းမလားဟာဟိုလို artist အဲ့လိုကြီးဖြစ်နေကောင်းတယ်မှမပါဘူးမြန်မာကကောင်းတွေကကြိုက်တယ်မြန်မာကကောင်းတွေရိုက်ပြချင်တယ်ရိုက်ပြတဲ့အခါမှာလည်းမြန်မာပြည်သက်ကြည်စီချင်တယ်နိုင်ငံခြားသားတွေ blog ပဲကြိုက်တယ်ပြောပြောမြန်မာပြည်သက်ကြိုက်တယ်ပြောတာဘူးကြိုက်တယ်အဲ့ဆိုကိုမြန်မာဖြစ်နေတာပြန်မြန်မာဖြစ်နေတော့လေအဲ့တော့မြန်မာကရိုက်ချစ်စိတ်ကရှိနေတယ်တော့ရှောက်ရှိနေတဲ့အချိန်မှာဟုတ်ပြီဒီရိုက်ဖို့ခွင့်ရေးတွေရှေ့မှာ မြင်နေရတာပေါ့နော်ပြောရင်တော့လုပ်ပေးမဲ့သူတွေရှိပဲမပြောဘဲနဲ့အောက်ကြီးတိခတ်နေရဒီငါရဲ့ဒီ pilot project ရှိရပေါ့ဒီပြာပန်းညီမမွေးလေးပေါ့အိတ်ကားကိုပဲရိုက်မဲဆိုပြီးတော့စောင့်တာပေါ့နော်စောင့်နေရင်းနဲ့မှအဲကျမရဲလည်းမကောင်းလားခစ်တရလည်းမကောင်းလားအဲ့ချိန်မှာကိုကျမလည်းကိုတည့်ချိန်မှာအော်ရုပ်ရှင်ရိုက်ချင်နေတာဘာလို့စောင့်နေရလဲပေါ့ငါဒီကားလေးတော့ရိုက်လိုက်မယ်ပေါ့အဲရိုက်လိုက်မယ်ပေါ့ဆိုတာဒီရွယ်တော့ချဝေးကြီးတွေရိုက်ထိုက်ကားမဟုတ်ဝေးကြီးတွေဆိုချအလုပ်တွေအများကြီးရှိရပေါ့နော်ဒါဒီ budget ကတိတာပါတဲ့ဟိုဟာ short film grant budget လောက်ပဲရှိရကျွန်တော်တို့ဒီ independent မှာဆိုရင်ဒီ budget ကအဲ့တော့ဒါကို feature ရိုက်ကြတာကျွန်တော်တို့ကကျွန်တော်တို့ရုပ်ရှင်ရိုက်ဖြစ်သွားအောင်ပေါ့ရုပ်ရှင်ဘာဖြစ်အကြီးကျယ်ပြောရရင်ဟိုဟာတေးသွားရင်တော့ရုပ်ရှင်ရိုက်ခဲ့တယ်ပေါ့ကွယ်ဒီလားအဲ့လိုအဲ့လိုဒီ drama ဘကုတ်ကို drama ကျူလာတာရုပ်ရှင်ရိုက်ဖြစ်သွားအောင်လို့ရုပ်ရှင်တွေကကြံခဲ့တယ်ရုပ်ရှင်တွေကရိုက်ခဲ့တယ်ဆိုတာမျိုးဖြစ်အောင်လို့လားအဖေပြခဲ့တယ်ခဲ့ရပါဘောနော်။နောက်ခုနအကိုလည်းပြောသွားပါဘောနော်။အဲ indie နဲ့ဒါ mainstream နဲ့ပေါ့နော်။ အမျိုးကြီးရှိရဲဆိုတော့အခုတည်းမြန်မာရွှေရှင်လောကမှာဆိုအင်ဒီနဲ့ mainstream နဲ့ဘာကြီးကွာခြားနေလို့အကိုမြင်နေပေါ့ဒီနေ့ mainstream ကတော့အရသာတော့ဒီသာကွာခြားတာပေါ့နော်။ဘာလို့ဆိုတော့သူတို့ရ platform ချင်းမတူဘူး။ target audience မတူဘူး။အဲ့တော့ platform indie မှာကျတော့ကျွန်တော်ရှင်းတယ်။ target audience ကဟိုဟာအဲ ဟိုပါငွေကြေးမပါငွေကြေးမပါဘဲနဲ့တို့ကငွေကြေးမပါတို့ဘာကိုဦးစားပေးလဲဆိုတော့မနုပညာနဲ့ကုန်သိခါကိုဟို focus ပို့ထားရပေါ့နော်ဒီအဲ့တော့အဲ့အဲ့ကန်ထရိုက်တာရရန်ချောက်ဖို့ကောင်းလေအဲ့အိန္ဒိယထိုက်တာရရလေအတတကြီးရပေါ့ကွဲတိလာတို့လိုချင်တာကိုအဲ့လိုမျိုးလိုချင်ကြရပေါ့ဆိုတော့တို့ကအကျိုးမြတ်ကဂုံသိခါနဲ့အမှုပညာသူအဝအဝပေါ့အဝဆိုတော့တို့အဲ့ပုံမှာအရန်တန်ဖို့ထားပြီးတော့လောက်ကြရပေါ့လောက်ကြတော့တို့ရရလက်တရလို့မတူကွဲပြားပြီးထူးကြပဲ စ조사အထောက်အမှုတွေများရပါတော့เนาะကျွန်တော်ကလည်း indie writer ရော mainstream writer တွေအလုပ်တွဲလုပ်ဖို့တော့တည်တယ်ပေါ့เนาะအဲ့တော့ mainstream writer တွေမလုပ်ဘူးလားဆိုလုပ်တယ်သူတို့မှာကျတော့ဘာလို့ဆို limited တွေရှိရဲသူတို့မှာကျတော့ကန့်သတ်ချက်တွေရှိရဲဟိုမှာနံပါတ်1ကျွန်တော်ကအင်ဒီမှာဆိုနန်းတာရိုက်ရတယ် နန်းတာနဲ့ရိုက်ကြတဲ့အတွက်အဲ့လို limited မရှိဘူးအဲလွတ်လပ်စွာပဲမင်းလမ်းလျှောက်လိုက်မင်းထိုင်နေလိုက်မင်းမပြန်နေအောင်မင်းဒီမှာနေအောင်ဘာမှမကျူးတဲ့နေရပိတ်ကနေတာပဲတည်းမလားဘုကုံမော်တာချီချီရိုက်ကြတာဆိုတော့လေဟိုကအတားတွေကလည်းအဲ့လိုမျိုးနန်းတာတွေဆိုတော့ရန်စူးစားကြတယ်ကွဲဒီလားဒီဘက်ကဒီဘက်က celebrity ဖြစ်တယ်အဲအတွေ့အကြုံရှိပြီးသားမင်းသားမင်းကြီးဖြစ်ချင်ပါသူတို့ကကျွန်တော် schedule တွေနဲ့သွားရအောင်မယ်ဒါသူတို့ budget တွေလည်းပါလာမယ်သူတို့အချိန်တွေလည်းပါလာမယ်ချိန်မှာကျွန်တော်တို့တွေကတိဆောက်ကြတာရှိရပါတော့အဲ့တော့အဲ့လို public တက်ထည့်လိုက်ခဲ့တဲ့ခါကြရင်လည်းအဲ့လိုလူတွေအုံလာမှာတို့ ရိုက်တာကန့်သက်ချက်တွေရှိလာတာပေါ့နော်ဟိုဟာပေါ့ဒီလိုမျိုးကျုပ်စိတ်ကြိုက်ဖန်တီးကမရှိတော့ဘူးဒီ celebrity နဲ့ဆိုတော့ကျွန်တော် studio ထဲဝင်တာအကောင်းဆုံးပဲပေါ့ဆိုတော့ just ပြဿနာအများကြီးကြုံလာနိုင်တာ ਉਹ အဲ့အဲ့အဲ့မတူကွဲပြားမှုတော့ရှိရတဲ့အားထုတ်မှုချင်းကအဲ့မှာကွဲလွဲတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့တေချာကတော့ independent ကတော့အချိန်အများကြီးယူတယ်သူတို့ကနုပညာပဲ focus ထားတယ် target audience ကလည်း international target ဆိုတော့သူတို့တွေက scope ကိုက်ပိုကျေတယ် ဒီ local market တော့ပဲ scope မဟုတ်ဘူးဆိုတော့ကျေတော့သူများနိုင်ငံတကာမှာဘာတွေပဖန်တီးဘူးလဲဖန်တီးနေတာဘာတွေဖြစ်နေပြီလဲဆိုတော့လည်းအမြင်လေ့လာတယ်လေ့လာတဲ့အတွက်အစ်စ်အစ်စ်ကိုပဲစ조사ရတာပေါ့နော်ဘာလို့လဲဆိုတော့မတူကွဲပြောင်း조사မှာကုကာလူရဝင်မှာဦးနိုင်ငံတကာမှာဒီပြည်တွင်းမှာကျတော့ရှိနိုင်စရာတိတ်မြများစားမရှိဘူးမရှိတော့ပိတ်သက်ကြိုက်တယ်ဒီတော့လုပ်နေတော်တော်ကောင်းနေပြီပေါ့နော်အဲ့တော့လုပ်ပြီးကောင်းနေပြီဆိုတော့ရှင်းပြမှု ဈေးကွက်နဲတယ်ဆင်ပြောင်ချင်းနဲတယ်နဲပြီးတော့အဲ့လိုဆင်ပြောင်ရိုက်လိုက်ပြီးတော့ရုပ်ရှင်ကောင်ကောင်းကောင်းထွက်သွားနိုင်ပေါ့နော်ပတ်စံဝင်တဲ့ကောင်ကောင်းရနိုင်ရတယ်ဆိုတော့ပြန်ဆိုင်မှုနဲတဲ့ခါမှာလေကွန်တီကကျလာလို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်အဲဒါလူမျိုးလေးတော့ကွာချားတယ်ပေါ့ကွာချားပေါ့ဟုတ်ဒါကိုကိုယ်တိုင်လည်းဒါနှစ်ခုလုံးမှလုပ်နေရဆို flexible ဖြစ်အောင်လို့တော့နေနေရတာပေါ့အဲ့လိုမျိုးနှစ်ဖက်လုံးနဲ့ ဟုတ်တယ်ဟုတ်တယ်နှစ်ဖက်လုံးနဲ့ principle ဖြစ်အောင်နေရတာပေါ့ကျွန်တော်ကြတော့ဟိုပါပေါ့တိတ်ပြီးအုံနောက်ထဲမှာပေါ့နော်ဟိုရုပ်ရှင်ပေါ့ရုပ်ရှင်လိုပဲမြင်တာပေါ့နော်ဟို independent film လို့ငါဟိုပါပေါ့ချီလေးအဲ ကောင်းမြတ်သူကြော independent filmmaker ဆိုအဲ့လိုရေးစရာမလိုဘူးကွာတိလား indie ဖြစ်စရာမလိုဘူး filmmaker ဖြစ်ဖြစ်တိုက်တာဖြစ်ရပြီသူကကိုလုံးတဲ့ကိုလုံးအဝပွဲမူတီတာပေါ့နော်ကိုအဝကဘာလဲပေါ့ဒီ indie style ဆိုတာလည်းမရှိဘူး indie ဆိုတော့ကျွန်တော်လက်ခံတာဆိုးပေါ့နော်ဒီကျွန်တော်တို့စိတ်ခံစားကြဝိညာဉ်တစ်ခုပေါ့ကျွန်တော်တို့ဒီလိုအဲ့တော့ကို mainstream mainstream ကကို mainstream ပဲတဲ့ကျွန်တော်အခုတယောက်ကပြောတယ်ဒီကားရဲ့အချိန်မှာဒီရဲ့တချောရဲ့အချိန်မှာအခုကျွန်တော် mainstream ဆိုင်ရကြမလားပေါ့နော်ဒါပေမဲ့ကောင်းမြတ်တဲ့ကို mainstream ကကို mainstream ပဲတဲ့ကိုဖန်တီးပြရ mainstream ကကို mainstream ပဲ ်အလားကိုကိုပုံစံပဲပေါ့အဲ့တော့ကိုရှိရဲ့ကိုစိတ်တွေအတိုင်းပဲရိုက်ငါ mainstream ကရိုက်ပြီမလို့ mainstream style ရိုက်မယ်ဆိုတာကတော့မားတယ်မားတယ်ပေါ့အဲ့တိုင်းလိုက်စရာမလိုဘူးအကိုကိုရဲ့ဟာကိုဒါပေမဲ့ကျွန်တော်ကရှင်းတယ်ဖီးရရှင်းတယ် mainstream တွေ individual ဆိုရတယ်က independent ပေါ့ပေါ့ entertainment တွေဒီဘက် art house ပေါ့နော်ဒီလိုမျိုးတွေးကြရတယ် experiment တွေတွေးရတဲ့ဟာနဲ့ journal ခွဲလိုက်တာပဲ entertainment ကတော့ design အဆင်ပြေရေလေဒီ entertainment project တွေကတော့ကြည့်ရ comfortable ဖြစ်တာပဲပေါ့နော်အဲ့တော့ entertainment ကို presentation ဘယ်လိုလုပ်မှလဲပဲ အတာပေါ်ကောက်ကောက်ပေါ့အဲ့လိုပါအကိုကောင်းတော့ပေါ့နော်ဒါအကြိုက်ဆုံးတာရုပ်ရှင်အာ genre ဆိုလို့ရှင်ဘာဖြစ်မလဲ drama နဲ့အဲ့လိုပေါ့ family drama ကြိုက်မယ်အေး romance ချစ်ကားလေးကြိုက်တယ်ဂျပန်ကားလေးကြိုက်တယ်ပေါ့ဂျပန် family drama ကြိုက်တယ်အဲ့လိုကြီးကတော့ကျွန်တော်ဒါ personal favorite တွေပေါ့နော် personal ကျွန်တော် ခုဆိုရင်လည်းခုနောက်ဆုံးပါကြည့်စကွန်ကြည့်နေတယ် modern family ကြည့်ရပေါ့အဲ့လို modern family ဆိုကျွန်တော်တို့တော့ဒါအကောင်းဆုံး gift ရထားဆိုပြီးလောလောဆယ်ဘာလို့ဆိုတော့အရင်ကိုတို့ပြောရတယ်ပြောကြဟော်မုန်းတွေထွက်တယ်ပေါ့ဝဲလိုက်ကြည့်နေတဲ့အချိန်မှာပေါ့ ဒီအသက်ကြီးတော်နေမှာပါငယ်တော့ကတော့သိရမလားလုံးဝကောတဲ့ကားတွေတို့အဲ့လိုဓာတ်ဖြစ်တဲ့ကားတွေတို့အဲ့လိုပေါ့ခေချောင်းလည်းနေမှာပေါ့လေအဲ့အဲ့လိုကားကြီးကြီးမှာကွာထိရပါခုကျော်အလိုက်ကြီးကိုပြန်ထွက်ပြေးနေတယ်နောက်ခုကျမှဒါနွဲ့နွဲ့ရလေးနွဲ့နွဲ့ရတဲ့အဲ့လိုအကြီးတက်ကြီးရတယ်ချစ်နေကျွန်နေလို့ထင်ရောအကြီးတက်ဖြစ်တာပဲကြီးရတယ်အဲဒါတော့နော်ဟိုကုဟိုတတိထားမိရပေါ့နော်အခုတရုပ်ရှင်နေမှာဆိုလို့ရှိရင်လေဒါလော့တွေတုံးတဲ့ခါမှာဒါဇက်ညွန်းလေးမှာဆိုတဘာဝဆန်နေဆိုတဲ့ဟာမျိုးခံစားမိရပေါ့အဲ့ဒါကြတော့ အဲ့လိုမျိုးဖြစ်အောင်လုပ်တာကိုကိုဘယ်လိုမျိုးအားထုတ်ခဲ့ရလဲဥမာကိုကိုတိုင်းကဒီလိုမျိုးပြဆက်ဆန်နဲ့ heavy သုံးလုံးလို့မကြိုက်လို့လားပေါ့နော်အဲ့လားဒီလိုသိချင်အဲ့လားကြတော့အဲ personal feeling ဆိုတော့ပြဆက်ဟာထက်ဒီ neutral tone ကိုကြိုက်တယ်ပေါ့ကျွန်တော်ကတော့ presentation နဲ့ပဲတွားတာပေါ့ကျွန်တော်အကဘာရှိမှာ band voice ဆိုတာတွေးလိမ့်မယ် band voice short film မှာဆိုရင်ကျွန်တော်တို့တရားက mood and tone တွေကတီတီကပေါ့နော်ဒီပြဆက်ဆက်ဆန်လေးပေါ့အမလှူရှားမှုတွေစကားပြောတာတွေကလူသားမဆန်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဒါ ဟိုပါဘောရုပ်ရှင်တကာရိုက်မယ်ဆိုရင်ယူလိုက်တယ်မူကတော့ယူလိုက်တယ်ကြယ်ဘာမူနဲ့ငါတို့ရိုက်ကြမှာလဲပေါ့အဲဥမာကြယ်ခုနပြောတဲ့တီရီတကယ်ပေါ့ဒီဒီပြားဆက်ဆက်ဆက်ရိုက်မယ်ဆိုရင်မိတ်ကကလည်းပြားဆက်ပြားဆက်ဆက်လင်းလို့ရတယ်လိုက်တီကလည်းပြားဆက်ဆက်ပြီးလို့ရတယ်ဝစ်စားလည်းပြားဆက်ဆက်ဝုတ်လို့ရတယ်စတိုင်ကတော့လည်းပြားဆက်ဆက်ပြောလို့ရတယ်ဆိုရင်သူက boundary ဖြစ်နေတာပေါ့နော်သူ့မှာသူပါလေ harmony ဖြစ်ပြီးတော့အဲသူ့ဟောတစ်ခုကမှန်ကန်နေတာပေါ့အဲ့တော့အလားအမှားတော့မဟုတ်ဘူးပေါ့နော်ဒါကငါပြားဆက်ဆက်ဆက် presentation လုပ်မယ်ဟေ့ဆိုရင်ရဲဝင်အကုန်လုံးချပလိုက် neutral tone ဆိုရင်လည်း neutral ပေါ့ neutral ဆိုရင်လည်းမှာ camera wire ဆို neutral ဖြစ်ရမယ်လိုက်တရားလည်း neutral ဖြစ်ရမယ်ဝိတာစာ neutral makeup neutral item neutral အဲအဲဆိုရင် harmony မျှတယ်ပေါ့ကျွန်တော်ကဘူးကတုံးနေပဲစကားတွေးရပေါ့အဲ့တော့ဒီမှာမြန်မာကားတွေမှာအဲ့လိုမျိုး item over ဖြစ်တယ်ဆိုလဲကျွန်တော်ကဒါသူ့ရဲ့ဘူးကတုံးနေသူ့ရဲ့ဒီ extreme ဖြစ်နေတာတွေအကုန်လုံးက balance မျှနေရင်ကတူစတိုင်တစ်ခုလို့ flint style တစ်ခုလို့ပဲမြင်တော့တယ်ပေါ့เนาะအဲ့တော့ volume ကားတွေဆိုလဲဒါ volume style ပေါ့ အဲ့လိုအုံတိုင်းကျဲမယ်ကင်မရာဝါတွေဆိုလဲ slow motion နေနဲ့အဲ့လို ID နေဆိုလဲအကျုံနေနဲ့အဲ့လိုဒါတော့ကျုံနေဒါဆိုတော့သူက balance မြနေအဲ့ဘောတွေကိုရောက်ပြီးတော့ဒါကြည့်ကောင်းတဲ့အဝါတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကဖြစ်နေတဲ့ပြဿနာဘာလဲဆိုတော့ဟိုနားလေးမှာ neutral ဖြစ်လိုက် ဒီဒါလေးမှာ over ဖြစ်လိုက်ဟုတ်တယောက် ကမင်းသားဒီမင်းသား over မဖြစ်ဘူးဒီမင်းသား over natural ဖြစ်လိုက်ဆိုတော့အဲ့လိုဖြစ်လို့မရ over ဖြစ်မယ်ဆိုတော့ခါလို့ over ဖြစ်ကြမယ်အဲ makeup တွေလည်း over look တွေလည်းလိမ့်ကြမယ်အဲဝတ်စားတွေလည်းအကျုံတွေဝတ်ကြမယ်အဲ့လိုဟို Hollywood guy ကြီးမှုပါလေအဲ့တော့ Bollywood guy Hollywood guy မှာသူက style တစ်ခုဆိုတာတက်တက်ထွက်သွားတက်ထွက်သွားတာအဲ့တော့အဲ့လာကိုကျွန်တော်အနေနဲ့ခုနကအဲ့လာကြိုးရင်းပြောတာကြတော့အဲ့လို neutral dialogue ကိုဘာလို့ရေးရလဲဆိုတော့ဒါ neutral ကားဖြစ်တယ်ပေါ့နော်ဒါအဓိကကလုံးဝဟိုဒါ တဘာဝဆက်ဆံပဲကျွန်တော်တို့ဖန်တီးထားမယ်အဲတဘာဝတွေပဲတွားမယ်ဆိုတော့ကျွန်တော်ဒါပတ်ဝန်းကျင်မှာနေ့စဉ်သုံးစကားတွေနဲ့ပဲအဲ insight ချုပ်တွေနဲ့ပဲအပျော်စရာလေးဖြစ်အောင်ရေးခဲ့တဲ့အကားပေါ့ဟုတ်အော်ဟုတ်ပါပြီအဲ့ဒါကြောင့်လဲဒါတကယ်လဲကြည့်လို့ကောင်းတယ်ဟိုပြီးတော့ကိုယ်နဲ့အရင်နီးစက်တယ်လို့ခံစားရတာပေါ့နော်ဆိုတော့ဒါကြောင်ညာပေးရအောင်ပေါ့တကယ်အဲ့ညရာဒီ36ရက်လေးကြည်ပါကြည်တဲ့နော်ကြောင်ညာကြည်သိချင်တယ်ဒါဟိုဒါတော့ဒီတိုင်းပေါ့နော်မင်းစီအောင်အကယ်၍ဒါအကိုပေါ့ပရိုဂျူဆာတယောက်ကနေမင်းကြိုက်တဲ့လောက်ပတ်စံသုံး ဆိုပြီးတော့အဲ့လိုပတ်စံထုတ်ပေးလိုက်မယ်ဆိုရှင်ဘယ်ရုပ်ရှင်မျိုးစားကိုရိုက်ပြစင်လဲပြိသက်ကိုခုမှဈေးထားစနေရောစေပြပါဆိုရင်လက်ငါးချောင်းတော့ရှိရပါတော့အဲ့ဒါပြီးထပ်ထုံထွက်တော့ကိုလည်းမသိဘူးလူဘွားရဲ့အတွေ့အကြုံကလည်းလောက်ထိအများကြီးရှိရလူမဟုတ်ဘူးပေါ့နော်မရှိတော့အာအင်္ဂါခုလောက်ကိုရိုက်ခွင့်ရတော့မယ်ဆိုတော့ပြောပါရည်ဒီပတ်စံနေရလာပြီဆိုရင်တော့ကျွန်တော်မှာ drama ရှိရ Family drama ရှိရကျွန်တော်ညီကိုမောင်နှမတွေရဲ့ချစ်ချင်းမြတ်တာတွေကိုပြောတဲ့ဇာတ်ကားတွေရှိတယ် ဲ့လိုပေါ့အဲ့လိုတုံးမျိုးရှိရယ် cinematic ဖြစ်တဲ့ကားလေးလည်းရှိတယ်အဲ့လို neutral တုံးတယ် neutral တုံးကတော့ပုံများတာပေါ့နော်အဲ့ဘလူးကားမျိုးရရှိနေဆိုတော့ပြောရခက်သွားပြီပေါ့ကျွန်တော်မှရှိရငါးကားကိုထုတ်ရပြလိုက်တယ်ဘယ်ငါးကားလုံးထုတ်ရပြငါးကားလုံးကို step by step ပတ်စံကိုကျွန်တော်ကားရတော့တေချာတကအဲအဲ့လိုပြောလို့ကျွန်တော် producer ပတ်စံမီနေပါအောင်ကျွန်တော်အဲ့လိုဟိုလိုမျိုးကွာတင်မှာဝုန်တိုင်းကျဖောက်ခွဲကြီးပစ္စည်းဟိုလို studio ကြီးမှာရတဲ့ကားတွေမဟုတ်တဲ့အတွက် budget တွေကလေ ဲတိတ်ပြီးတော့စိတ်ထောက်ချက်ပြည့်တဲ့ဘတ်ဂျက်တွေမဟုတ်နေတော့ကျွန်တော်ကားတွေအစင်တော့ပြည်တယ်။ဟိုကတုံးတင်တုံးထိုက်တဲ့အနေအထားတစ်ခုလောက်ရရင်ကျွန်တော်အဲက comfortable ဖြစ်သွားမှာပေါ့ကျွန်တော်ဟိုဟာ shooting မှာမဆက်ကလူနှိပ်နှိပ်တောင်ပါဝါနိုင်တယ်ပတ်စံတယ်။ break ကြနှိပ်ကြပဲဟေး။ break တိုင်းဆိုနှိပ်လေးပါ။နှိပ်ခံကြပဲဟေး။အဲဝိုက်တယ်။အဲအဲ့လိုလို facility ကြီးပါပါဝါနိုင်တယ်။ budget တော့ budget တော့ပေးနိုင်။ အဲတကယ်ကိုကောင်းရိုက်တဲ့အဲ့လို family drama လေးလည်းကြည့်ချင်တယ်ဘာလို့လဲဆိုတော့ကိုကောင်းကတကယ်အဲ့လိုမေတ္တာဖွဲ့အဲ့လိုအနုရလေးဆိုရှင်တအားတအားမိုက်တယ်လို့ခံစားရတော့လေအကိုကြီးတွေတင်မလားညီကိုမောင်နှမကြီးဂျားရဲမှာဖြစ်မဲ့ဟာလေးဆိုလို့ရှင်တော်တော်မိုက်ပါဟုတ်ကျွန်တော်မှာညီကိုမတော်မှာ9ယောက်ရှိရအောင်အဲ့တော့ကျွန်တော်ညီကိုမတော်မှာကြာပြဿနာတွေလည်းအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့အတော်ကျွန်တော်လည်းလိုပေါင်းဝင်းကြီးမများလိုက်ကြည့်ရပါဘောကြီးနဲ့ကိုတော်ကိုင်တိုင်းပါလာလိုက်ပါလာလိုက်ရေးထားလေးရှိရပါဘော အခွင့်အရေးရိုက်ပြပြီးတော့ရိုက်ပြဖိတ်ပြခြင်းပါသေးတယ်။ဟုတ်အချစ်ကျင်ပါတယ်။အဲ့ဒါဆိုလို့ရှင်ဟောတာကိုကောင်းဘွားမော်တော့လို့မျိုး idol အနေနဲ့တောင်မို့လို့ရှင် inspire you are writer ဆိုလို့ရှင်ရောဘယ်သူဖြစ်မလဲ writer ကတော့ကျွန်တော်ကအဲ့လိုနှမျိုးရှိရပါတော့နော်ဟိုပါပေါ့ကျွန်တော် educate လုပ်ကမဲ့ writer ရှိမယ်။ ဟိုဟာကျွန်တော်တို့ဒါကိုယ့်ဝန်ကို personal ကြိုက်တဲ့ director ဆိုရှိရပါတော့တချို့ကလည်းလိုနာမည်ကြီးတိုင်းနိုင်ကြိုက်လို့မရဘူးပေါ့နော်ကိုယ့်ရဲ့ personal feeling မျိုးယူဒါပေမဲ့ educate လေ့လာလို့ရတယ်ပေါ့နော်အဲကျွန်တော်ဆိုရင်အဲရင်းတော့မသိဘူးပေါ့နော်ရင်းတော့တော့ကိုယ်လည်းအဲ့လိုပဲဒီပြီးတဲ့မှာဆိုကို why လို့ပါတော့ကားကြီးကြီးပြကြီးခဲ့ရတယ်ဆိုတော့လေကြီးပြအချိန်မှာအဲ့လာနဲ့ဒီလို water festival festival ဖြစ်လာတဲ့အခါမှာ festival ကပြရဲကားကြီးကကိုယ့်ရဲ့ဒီတင်စရာနေစရာဖြစ်ခဲ့ပေါ့ရုပ်ရှင်ကိုတော့လွယ်လွယ်ကူကူရိုက်ပြတာပေါ့လွယ်လွယ်ကူကူဆိုတာကလေဒီဘာဝချက်မှာရှိတာပဲဟိုကင်မရာ static လေးနဲ့ပဲဟို လောက်ရိုက်ပြသွားတယ်မြန်အခါမှာအရန်ပညာရရပေါ့အဲ့နောက်ပိုင်းမှာအဲ့ဝတ်တန်းဆရာတွေနဲ့ပဲဝတ်တန်းကူတွေအဲ့လို flint network ကဖြစ်လာတဲ့အခါမှာသူတို့ကညှို့တဲ့ကားတွေရှိရပေါ့နော်မှာ Tarkovsky တို့ဘာလို့ဖြစ်လာချင်မှာ Tarkovsky ကားတွေကြည့်ခါမှာ storytelling ရတော့ကျွန်တော်က Tarkovsky ကားတွေကိုကျွန်တော်နားမလည်ဘူးပေါ့နော်ဒါဘာလဲမနက်ပြဒါပေမဲ့သူကသူ့ရဲ့ camera blocking နေ camera work တွေကလုံးဝကိုကျွန်တော်တို့အတွက်ဒါသင်ယူရမယ့်ဟာတွေကျွန်တော်အဲ့ကနေပဲ inspiration လုပ်တယ်အဲ့ကတွေကြည့်ပြီးဆိုကျွန်တော် blocking တွေကြည့်နေတယ်သူတို့တိုက်သွားတဲ့ဒီ composition တွေအဲ့ lighting တွေနောက်ပြီးတော့သူသူ storytelling ကတော့ကျွန်တော်တော့တော်တော်ကြီးနိုင်မှာမဟုတ်ဘူးကျွန်တော်လည်းသူ storytelling ပြေဝနားမလဲဟုတ်ဒါပေမဲ့သူ့ကိုကြည့်နေအဲ့လိုပကြီးကအဲ့လိုကြပြတဲ့ဘုတ်ကိုဖတ်နေရတယ်လို့ပဲသူ့ရဲ့ short တိုင်းသူ့ရဲ့ presentation တိုင်းကမျောနေရတာပေါ့နော်အဲ့လိုဘာမှမနားမလဲပဲထိုင်တက်ထိုင်ကြည့်နေရတာပေါ့အဲ့တော့ကြည့်ရနောက်တော့အဲ့ပေါ့အားလုံး ရေပန်းစားနေတော့ဝမ်ကာဝေးပေါ့အဲဝမ်ကာဝေးကတော့ကျွန်တော်ရဲ့အသေးကွဲတဲ့ဆရာကြီးပေါ့သူကလည်းအသေးကွဲတယ်အဲအသေးကွဲတော့အသေးကွဲတဲ့အသေးကွဲတဲ့ကျေလို့ကျွန်တော်လျှောက်ကြည့်ရသူ့အဲ့တော့သူကရကြည့်ရကြည့်ချိန်မှာသူက style နဲ့လုပ်တယ်ကျွန်တော်တို့တွေအခုဆိုလည်းပါတယ်ပေါ့နော်သူအလိုမျိုးအဲစတုဆိုင်လေးပါလေးဆိုတာသူဟောင်ကောင်ပိုက်လေးဟောင်ကောင်ပိုက်ဟုတ်တယ်အဲသူတို့စီက inspiration ရတာပေါ့နော်အဲသူတို့စီကဒါပေမဲ့သူတို့ style ကိုတော့ကွာလုပ်နိုင်မှာလည်းမဟုတ်ဘူးလုပ်လေလုပ်မလုပ်သင့်ဘူးပေါ့နော်လိုက်ပြီးတော့လည်းမလုပ်သင့်ဘူးဒါပေမဲ့သူတို့လုပ်သွားတာလေးသူတို့အဲ beauty လေးပေါ့ ူတွေအလှတရားဆိုတာလေးတွေတည်တယ်နောက်တော့ trend လို့ပါလို့ပေါ့နော်ဒီ trend ဆိုတာအဲဟိုဟာ BNN က director ပေါ့ပြင်သစ်ပြင်သစ်ဟာ director BNN director ပေါ့အဲသူတို့ဆိုကြိုက်တယ်ပေါ့နောက်တော့ဒီဂျပန်မှာဆိုခိုအီတာပေါ့အဲ Tommy Drama ရဲ့ဂျပန် director ပေါ့အဲလိုမျိုးကြီးကြိုက်တယ်ကြိုက်ပြီးတော့အဲသူတို့ဒီ inspiration ယူတယ်အဲလိုကားမျိုးပဲရိုက်ချင်တယ်ပေါ့ အရောဒါနူးယောက်လေးပဲများတော့ဖြင့်ဖန်နီးရှင်ဗန်နီးရှင်တာပါဟုတ်နူးယောက်ဆိုတော့အဲ့ဒါလေးကျွန်တော်စိတ်ထဲမှာပြောရတဲ့စိတ်ထဲတစ်ခုတော့ဖြစ်တယ်သိလားအဲကျွန်တော်နူးယောက်ဖန်တီးရမဟုတ်ဘူးကိုကိုထင်းနေတာဟုတ်ပါဘောဒါကတော့ဒါ audience ပေါ့နော်ဒါဘူရာတော့ဒါကိုကောင်းကြိုက်နူးယောက်လေးဖြစ်တယ်ဘာဖြစ်တယ်လို့အဲ့ကိုဘူရာပြောမှတော်များပြောကြရတယ်ကျွန်တော်ရိုက်တော့ရိုက်နေတာပဲသိလားဒါပေမဲ့နူးယောက်ရဲ့ကြီးကတော့မရှိဘူးအော်တိုနူးယောက်ကနေ ော်တာကိုယ့်ရဲ့ဒါပင်ကိုအဲ့လိုစိတ်ကြီးကဲမှာဟုတ်လားမှာလေးပြကျင်နေသိမလားအဲ့အဲ့ဒါကြီးကြောင့်လေအများကြီးပါရွေးရှင်ရကြလေနှလုံးသားလာဟုတ်တယ်နှလုံးသားနုရလို့နုရကျညာဝင်ပေးလိုက်ကျညာဝင်ပေးလိုက်ပါဟုတ်ပါပြီအဲဒါဆိုလို့ရှင်ပါတော့ဒါနောက်ဆုံးမေးခွန်းပေါ့နော်ဒါကကျတော့အခုနောက်ပိုင်းမှာဆိုရှင်ပရိသတ်တွေကရောဒီလိုမျိုးအာလုပ်ငန်းရှင်တွေရောပေါ့နော်ဒီလို application တွေ channel ပိုင်းနေရပါလား อินดี้ဖီမေကာတွေဟိုစိတ်ဝင်စားလာတဲ့ဟာတွေမြင်ရတယ်ပေါ့เนาะဒါအခုဆိုလို့ရှိရင်ကိုကောင်းလို့ဆိုတာဒါ application တွေနဲ့တွဲပြီးအလုပ်လုပ်လာကြရတယ်ပေါ့အဲ့ဒါတွေပုံမှာရောပြိသက်တွေလက်ခံလာကြရတဲ့ပုံမှာကိုကောင်းနေတယ်ဘယ်လိုမျိုးအဲခံစားမိလဲတော့ indie filmmaker တွေကတော့တောက်ချပေါ့နော်ကျွန်တော်တို့ဒီ agent senior တွေကိုလည်းသူတို့ဒီ indie တွေရိုက် mission တွေရိုက်ဖို့အတွက်လုပ်ခဲ့ကြတာမျိုးကြောင့်တည်ဘူးတယ်ဒီအခါမှာကျွန်တော်ကဟိုပါပေါ့ မတူဘူးပေါ့နော်လုပ်ငန်း process ချင်းကမတူဘူးလူတွေပေါ်ထားတဲ့ respect ချင်းကလည်းမတူဘူးကျွန်တော်ကျတော့ကျွန်တော်ရဲ့ career ပေါ်မှာထားတဲ့ respect ကဆာကျွန်တော်ကအဲ့လိုအဲ့လိုပြောလို့တမျိုးမထင်ပါနဲ့မတူတော့ပတ်ဝန်းကျင်တော့မတူလို့ပြောကြတယ်ပြောချိန်မှာစိတ်ပြတ်သွားတာများတယ်ကျွန်တော် integrator ရဲ့ဒီ main stream ဝင်လာတဲ့အခါမှာပြောစရာမပြောတာများတယ်ပေါ့နော်မပြောဘူးသူတို့ဒီဘက်ကတံပိုးထားတာလေဒီဘက်တံပိုးထားကြတယ်မတူကြဘူးပေါ့နော်ဒါကတော့ industry မတူရတဲ့အတွက်ပုံစံမတူရတဲ့အတွက် ါအပလူမှန်လဲမှားတယ်ဆိုတာတဲ့အဲ့ချိန်မှာတော့ကြုံရတဲ့ခါဝန်းနေရတယ်အဲ့တော့အိမ်တောင်ခံရတာပေါ့နော်ခံရတဲ့အချိန်မှာကျွန်တော်ကျတော့ကျွန်တော်ကတော့လက်ကက်လာလားဆိုတော့အဲ့မှာကျွန်တော်တို့ဒီကြောက်လဲအဲ့လိုပဲပြောရတာပေါ့မယုံဘူးပေါ့နော်မယုံဘူးအင်ဒီဆိုကြောက်တယ်လို့ပြောခံရတာရှိဘူးတယ်အင်ဒီဆိုမပြိုင်ဘူးကြောက်လို့ဆိုပြီးတော့ပြောခံရတာရှိဘူးတဲ့ channel တခုပါဆိုရင်အာကျွန်တော် indie filmmaker ပါလို့အားပါပြောရင်မဲ့ indie ဆိုကြောက်တယ်ဆိုတော့ဗျာဖြစ်မှာ indie ကျွန်တော်ရဲ့ဟို writer ရေးပါပဲသူတို့ကျတော့သူတို့လိုချင်တဲ့အဲ့လို limited budget တွေ limited schedule တွေသူတို့ချင်တဲ့ဒီတောက်ဆမှုတွေကိုမဖြည့်ဆည်းရတဲ့ခါမှာ စမပြေတာရှိခဲ့တဲ့ project တွေရှိခဲ့တာကိုရှင်းပါရှိခဲ့အချိန်မှာအဲ့တော့ကျွန်တော်ကတော့လုံးဝဘေးနာဖောင်ပြက်ပဲစိတ်ထဲမှာထင်တာတွေးထားပြီးသားငါကဘာမှ stand ဘာမှရှိဘူးမိတ်ဆွေကပေးတဲ့ပေါ့နော် lighting ပေးတဲ့ camera man ပေးတဲ့ camera ပေးတဲ့အချိန်ပေးတဲ့ပတ်စံအဲ့ဒါငါ့ဘာငါ present လုပ်မယ်ဆိုပြီးတော့ကျွန်တော်ကအားလုံးအလုပ်လုပ်ခဲ့တာ ဟိုလိုကျွန်တော်ရဲ့စံနှုန်းနေလောက်မယ်ဆိုရင်ကျွန်တော်ပေးပေး DB ခေါ်မယ်ပေးကင်မရာနဲ့ရိုက်မယ်ပေးလိုက်တင်းနဲ့လောက်မယ်အဲဆိုတာမျိုးဖြစ်လာမှာပေါ့เนาะအဲ့လိုမျိုးတော့မေ့ရတယ်မေ့ပြီးတော့သူတို့မှရှိရပစ္စည်းနဲ့သူတို့မှရှိရလိုက်တယ်သူတို့ပေးတဲ့ equipment သူတို့ပေးတဲ့ budget နဲ့သူတို့ပေးတဲ့မင်းသားမင်းသမီးနဲ့ဟိုပဲကျွန်တော်တို့ပုံစံကိုဘယ်လိုမျိုး present လုပ်မလဲဆိုတာကို challenge ခေါ်ရတာပေါ့အဲ့လိုအဲ့တွေ့အဲ့တွေ့ကြုံတော့ကျွန်တော်ကကြော်ဖြတ်ခါတာပေါ့နော်ကြော်ဖြတ်တော့အဲ့လားအဲ့လားပြီးတော့မှဒီတော့ဒါလေးကိုကောင်းတယ်ဆိုတဲ့အဆင်မရှိပါသေးတယ်ကြိုက်တယ်ဆိုတာတည်းပေါ့နော်သူတို့ကလည်းသူတို့ဘက်ကလည်း risk ယူရတာဟိုဒါက ပြကြိုက်ဘူးဆိုရင်ပတ်စံရှုံရှုံဆုံးရှုံးတာပေါ့နော်အဲ့တော့အခုပြိတက်ကြိုက်မယ်ဆိုတော့ဒါကျွန်တော်အင်ဒီသမားတွေအတွက်တော့လူငယ်တွေအတွက်တော့ဒါကျွန်တော်လုပ်ချင်တဲ့မြန်မာယူရှင်တော်ကမှကျွန်တော်လုပ်ချင်တဲ့ပုံစံပေါ့ပုံစံတစ်ခုကိုချပြန်ချလုပ်လုပ်ခွင့်ရလာကြမှာပေါ့နော်အဲ့တော့ကျွန်တော်ဆိုရင်လက်ရှိရလေကျွန်တော်ရိုက်ဒီဒီတွေရိုက်တုံးချရိုက်တော့ဆိုရင်အတွေ့အကြုံကဆိုရင်ဒီလိုက်တင်သမားကကသူကကြိုက်တယ်ဖရိတ်လေးဇက်ကလည်းမိုက်နေပြီ လိုက်တရားမရှိဘူးတော့သူစိတ်တွေဆိုးတာကျွန်တော်လိုက်တရားထပ်မပြတ်မတောင်းပေးလို့ဆိုပြီးတော့ producer တွေက producer နဲ့ကျွန်တော်ဒီထားပြီးသား producer ဒီလိုက်တရားမရှိတာနဲ့ရိုက်မယ်ဆိုတော့ဒီထားပြီးသားမဟုတ်ဘူးအခုမရတော့ဘူးတောင်းပါပြန်ပြီးသူလိုက်တာလောဘမကြီးရဘူး तू ကအာဒီလိုက်တရားလိုထိုးလိုက်ဒီကိုပေါက်ကောင်းတော့မှအရင်လာနေမှာသတိမလားအခုမဟုတ်ဘူးတော်ပြီတော်ပြီဒါပဲကျွန်တော်တစ်လာအဲ့လိုပေါ့နော်အဲ့လိုမျိုးကိုကပြန်ပြန်တားယူရတယ်ပေါ့နော်အဲ့တော့အဲ့ခါကြုံရနိုင်တယ် အဲ့ဒီခံစားချက်တွေကျွန်တော်ဒါပေမဲ့ကျွန်တော်အင်ဒီသမားဆိုတာဒီကင်မရာလုံးနေတာကိုလိုက်ရိုက်ခဲ့တဲ့ကောင်ကောင်းပြီပဲအဲ့ထဲမှာပဲအလှရှာတဲ့လူတွေပါအဲ့ကျွန်တော်တို့က challenge ကမိုက်တယ်လေနော်အဲ့တော့အဲ့ challenge ကိုကျုံလာနိုင်တဲ့အတွက်အဲတချို့တကယ်ချင်းတွေကအင်ဒီတကယ်ချင်းပြောတယ်ကျွန်တော်ရိုက်နိုင်မှာမဟုတ်ဘူးလို့ပါလို့ပေါ့နော်ကျွန်တော်တို့ဆိုဒီ shop နေတာ9ရက်နဲ့အိုက်ကြတာခင်ဗျားတပတ်နဲ့ဘလိုလို့ရောဖြစ်ချောက်ရိုက်တယ်တေးလောက်တော့ရိုက်ကြတာပေါ့လို့နင်းညာရေလေအဲ့လိုပေါ့အဲဒါကလည်းပေါ့ကျွန်တော်တို့ဒါအခုချိန်မှာတော့ကြီးစရာဖြစ်သွားတာပေါ့နော်ဒါပေမဲ့အဲ့ challenge ကိုကြိုက်ပါတယ် ဒါပေမဲ့အမြဲအလိုဖြစ်နေမကောင်းဘူးเนาะဟုတ်တယ်ဟုတ်တယ်เนาะအားလုံးကတော့တောင်းတတာနဲ့ဒီလိုမျိုးအဝါတစ်ခုကို striking ကျင်းနေပဲဖန်တီးရေเนาะဒီချက်ပူကောင်းတယ်လေပူလာနိုင်နေပူကောင်းနိုင်နေပါเนาะဟုတ်တယ်ပါဟုတ်ကဲ့ပါအဲ့ဆိုရှင်ဒါအခုလိုဖြေးချပြရကျေးဇူးအများကြီးတင်ပါတယ်ဒီပြောလို့ကဲကောင်းပါတယ်ပူပါနဲ့ဟုတ်ကဲ့ကိုမိတ်ဆွေလည်းပြောနေရလို့ပါဟုတ်တယ်အပေါ်ကဘာလဲဖြစ်တယ်လေเนาะအာဆိုတော့ဒါကိုကောင်းဒါနောက်ရှေ့ဆက်ပြောပါเนาะလုံးမဲ့ဒါချပြမဲ့ award တွေရှိမဲ့ပေါ့เนาะအဲ့ဒါအတွက်ကဒါပြိတ်သက်ကိုဒါပြောချင်တာလေးညာရှိအောင်မလား အခုတော့ဗောနောက်ခု UI 36လေးကိုကျွန်တော်အားပေးနေကြရပါဘောအားပေးကြရဆိုအဲ့လိုဗောအဓိကဟိုဟာတက်ကျွန်တော်ကျွန်တော်တည်တယ်ဟိုဟာ project ကောင်းတယ်မကောင်းဆိုတာတက်သူကွာဒီလားလူဆိုတာရိုးနေရတယ်အဲ့လိုအစ်တဆက်လေးမြင်တဲ့ချိန်မှာစားတုံးကြတာဗောအဲ့လိုညီးစမ်းတဲ့ခါမှာမစိုးဗောနောအရင် perfect ဖြစ်နေ project တော့မဟုတ်ပါဘူးဒါပေမဲ့အဲ့လိုမျိုးအစ်တဆက်လေးတွေကလူတိုင်းကြိုက်တဲ့သဘောဝါရှိရဗောအဲ့လိုကြိုက်တယ်ဆိုကျွန်တော်ကလုံးခွင့်ထက်ရမယ်ဗောနောအဲ့တော့အားပေးကြပါ အားပေးကြပါဆိုတာကြီးအဲ့လိုမျိုးကွာ plain ကွာဒီလာအဲဆရာကြီးဌာနေတည်မလားအဲ့လိုပြောချင်ပါဘူးအဲမင်းတို့ကြိုက်ရင်တော့စားပေးပါတော့ဒါအားပေးပါကြိုက်ကြောင်းလေးပြန်ပြောပေးပါအဲ့မှာငါတစ်ထက်ရောင်းလို့ရမှာပေါ့အဲ့လိုပြောချင်ပါတယ်ဝယ်ယူကြပါဝယ်ကြပါဘာဘာအတေးတည်မလားစကားလည်းချူအောင်ပြောတော့ပါဘူးကောင်းတယ်ဆိုတော့တောက်ပြောပေးပြောပေးနော်ဒါဆိုရင်ဒါထပ်ထပ်စားရမယ်မင်းတို့လေထပ်ပြီးတော့ချက်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 လို့ရမယ် ဒါပဲအကောင်းဆုံးထိထိမိခွိအဲထိမိခွိလွယ်ကြောက်ကြပါလေဟုတ်ကဲ့ပါဟုတ်တာအခုဒါနှစ်ဆမဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ဒါဒီနေ့ဘောနော်အခုလိုမျိုးလာပြီးရလဲကိုကောင်ကျေးဇူးများကြီးတင်ပါတယ်ဒါနောက်ထပ်လည်းဒီလိုမျိုးအနုပညာရှင်တွေဒါကိုယ့်ရဲ့ level မှာဘောနော်ကျွမ်းကျင်တဲ့ပညာရှင်တွေကိုခေါ်ပြီးအခုလိုမျိုးမေးဖြေလေးလုပ်သွားမယ်ဒါပြည်သက်တွေချပြသွားမယ်ဘောနော်ဆိုတော့အခုလိုမျိုးကြီးစုပေးကြပြည်သက်ရောက်စီရတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းထပ်ပြီးတော့တင်ဆက်ပေးမယ့် career season တွေကိုလည်းဆက်ဆက်စောင့်ကြည့်ပေးကြပါအောင်ရှင်အားလုံးပဲတတတတ